အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲကြိုသုံးသပ်ချက်ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ရတာကျွန်တော်မြန်မာစံတော်ချင်း9နှစ်တုန်းကကံပွဲစဉ်ကတော့ကျွန်တော်ရဲ့အသင်းနဲ့ Manchester United အသင်းတို့တွေ့ဆုံပွဲစဉ်ဖြစ်ပါတယ် တော်တန်ဟော့စပယ်တင်းရဲ့အင်ကွင်းတော်တန်ဟော့စပယ်စတေဒီယမ်မှာကံမဲ့ကွင်းဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ကျွန်တော်ကတော့ပို့ပြီးတော့စိတ်ပူမိတယ်။အဝေးကွင်းဆိုရင်တော့ကျွန်တော်အဲ့လောက်ထိလက်မမဟုတ်ပေမဲ့လက်ရှိမှာအင်ကွင်းဆိုရင်တော့ပို့ပြီးတော့အဆောင်ကြီးရမယ်ထဲမှာပါတယ်။တစ်ဖက်အသင်းကတော့ Manchester United အသင်းပေါ့နော်။ United အသင်းနဲ့ဒါကျွန်တော်လက်ရှိမှာတော်တန်ဟော့စပယ်အသင်းတို့နဲ့တွေ့မယ်။ဒါလက်ရှိမှာ Europa League Final ပြီးခဲ့တဲ့ကတည်းကဟာတစ်ဖက်ပါအောင်ဆုံးချိန်ပြန်တွေ့ချင်းဖြစ်တယ်လို့ပြောလို့ရတယ်။အဲ့တော့ United ပြည်သက်တွေကလက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လက်စားချေဖို့အတွက်တောက်လျှောက်စောင့်နေမယ်ဆိုပြီးကျွန်တော်ဒါ အကျိုးရင်ခုန်တန်ရဲ့ post out က comment မှာဒါရှောက်တွေ့ခဲ့ရတာတွေ့ရမှာတယ်မဟုတ်ပါအဲ့တော့လက်ရှိမှာဒါနဲ့မပတ်တော့ဒါနဲ့မပြောသေးခင်မှာလက်ရှိမှာဒီပွဲစဉ်မှာဒါနဲ့လည်းလူစင်းတွေကိုဆက်လက်ပြီးပြောအောင်စပါတင်းရဲ့ဒန်ရဲ့လူစင်းကဆက်လက်ပြီးတော့များပြားနေစေဖြစ်တယ်လို့သိရတယ်မှာပါတယ်။ Manchester United ဒါတော့လက်ရှိဒီ လန်ဒန်ခီးစဲမပါဝင်တော့တဲ့ကစားသမား၂ယောက်ပဲရှိတယ်လို့သတင်းတွေကသိရတယ်မှာပါပါတယ်။အဲ့ဒီကစားသမားတွေကတော့ကျွန်တော်မာတီနက်စ်နဲ့ကိုဘီမိုင်းနူကလွဲရင်တော့ကစားသမားအကုန်လုံးပါသွားပြီလို့သိရတယ်မှာပါတယ်။မစ္စပါဘက်ကလက်ရှိမှာဒါကျွန်တော်တို့ကစားသမားတွေဒန်ယယ်လူစင်ကဆက်လက်ပြီးများပြားနေစေဖြစ်တယ်ပေါ့နော်။အာချီဂရေးပန်ဒေးဗီစ်ကိုတိုတက်ကိုင်ရာဒူဒရာဂူစင်ဒီလူတွေကဆက်လက်ပြီးလွှဲချော်မယ်။ဒန်ယန်ဂလူဗာစကီကတော့ဒီလမှာပြန်ကောင်းဖို့အတွက်ဒါရထားခဲ့ပေမဲ့ International Break ပြီးရင်တော့ဘလူးချင်းနေရှိတယ်တချို့တော့ပြန်ကြည့်ရမယ်လို့သိရတယ်မှာပါပါတယ်။ဂျိမ်းမက်ဒီဆင်ဆက်လက်ပြီးလွှဲချော်မယ်။သူကတော့ဒါကျွန်တော် ော်လာမယ်ဒါကျွန်တော်တို့ဒီနေ့ရာသီတော့မိဂျမမိတော့မယ်ဆွဲတဲ့ရင်ထွက်ပေါ်လာခဲ့တယ်။ Lucas Bagway ကတော့ဒါကျွန်တော်တို့ Sheikh Kubah Hege နဲ့ပွဲစဉ်ရဲ့ဒီနေ့ပွဲစဉ်နှစ်ပွဲလွဲမယ်။သူရဲ့ဒါခေါင်း concussion ကြောင့်မလို့ဒါကျွန်တော် international break မိမှပြန်လာတော့မယ်။ Bizuma ကလက်ရှိမှာဒါကျွန်တော်တို့သူ့အနေနဲ့ surgery လုပ်တဲ့အကြောင်းသူက celebrate လွှဲချော်မယ်။ Dominic Solanke ရော international break အပြီးပြန်လာမယ်ဆိုပြီးနီးပြတရားဝင် confirm လုပ်ထားတယ်။ Mohammed Kudus က touch and go ပေါ့နော်။ဒီနေ့ပွဲစဉ်မှာဒါလက်ရှိမှာပါဖို့အတွက်50 50ခိုင်နှုန်းလို့ပြောထားတဲ့တမန်ပါတယ်။အဲ့တော့ကျွန်တော်ထင်တာက Mohammed Kudus ကိုသူဟွက်ထားတဲ့ပုံမှာပဲသူအနေနဲ့ဒီနေ့ပွဲစဉ်မှာသူ ုံးလာမယ်လို့ကျွန်တော်ကပုံကိုရေးရမြင်မိတယ်အဲ့တော့ လက်ရှိမှာဒါကျွန်တော်တို့ Manchester United ကစားသမားဒါကျွန်တော်တို့ Brian Aubameyang ကသူ့ရဲ့ဆရာဟောင်းနဲ့တွေ့မဲ့အချိန်မှာတော့ဘာဒီဘလူးဒုက္ခပေးပြအောင်လို့ဆိုတစ်ချက်တော့စောင့်ကြည့်ရမှာတော့ပါတယ်။ Tottenham Hotspur တင်းကနောက်ဆုံးဒါကျွန်တော်အိမ်ကွင်းပွဲ20ဆော့ထားခဲ့တာ၄ပွဲတီတီပဲနိုင်ထားခဲ့ပြီးဒါ16ပွဲတီတီဒါကျွန်တော်တိုင်ပတ်ထားခဲ့တဲ့အချိန်မှာရှိတယ်။ဒါ Premier League ပွဲစဉ်တွေမှာ Tottenham Hotspur တင်းကအိမ်ကွင်းစတိုက်ဒါကျွန်တော်ရှုံးပွဲတွေကိုသေရီပွဲတွေကိုစောင့်ချောက်များနေတာတွေ့ရမယ်။ပူပူလောလောမှာဆိုရင်တော့ဒါ Champions League မှာကျွန်တော်တို့ကဒါကိုပဲဟေကေလိုသေးမျိုးကို၄ဂိုးသရိုးဆိုရရလက်နဲ့နိုင်ခဲ့ပေမဲ့ Premier League မှာကျွန်တော်အသင်းကဒါကျွန်တော်တို့ ဆက်လက်ပြီးဒါကျွန်တော်တိုင်ပတ်နေစေဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာနိုင်တဲ့အသင်းကတော့ပရီးမီးယားလိရဲ့အဆင့်နှစ်ကိုယာယီခိတ္တခဏတလန်းဝင်ရမယ့်နေသားမှရှိတယ်အဲ့တော့ပြောချင်တာကရှင်းပါတယ်ဒီနေ့ပွဲစဉ်နိုင်တဲ့လူတွေတော့ဒါကျွန်တော်ရမယ့်ဒါကျွန်တော်စုကြီးကအရန်များတယ်လို့ပြောလို့ရမယ့်တမန်ပါတယ်ယူနိုက်တက်အသင်းကလက်ရှိမှာဒီတပတ်မှာတဲ့ ဒီလမှာတော့ကျွန်တော်တို့ကစားသမားကတော့နီးပြောက်အကောင်းဆုံးတလတာစုတွေကိုရရှိထားခဲ့တယ်။နီးပြောက်ကတော့ကျွန်တော်တို့ရူဘင်အာမိုရင်းကတော့ကျွန်တော်တို့ Brian Mbappé ကိုနှစ်ယောက်လုံးတလတိုင်အကောင်းဆုံးစုတွေကိုရရှိထားခဲ့တယ်။ဒါကျွန်တော်ကစားသမားကနီးပြောက်ကြီးဖြစ်တယ်။အဲ့တော့ဒီနေ့မှာ Tottenham Hotspur အသင်းကော Tottenham Hotspur အသင်းကလက်ရှိမှာဒါကျွန်တော်တို့ Copenhagen နဲ့ပွဲစဉ်မှာ form တစ်ခုကိုနည်းနည်းလေးပြန်ရှာတွေ့ခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်။ဒီ form ကတော့ကျွန်တော် Spurs အသင်းနေနဲ့ဒါကျွန်တော်ဘလောက်ထိတောင့်ခံထားနိုင်မလဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ Copenhagen နဲ့ပွဲစဉ်မှာ Tottenham Hotspur အသင်းအဓိကခြေစွမ်းပြသွားတဲ့ကစားသမားက Mickey Van der ဗင်လို့ပြောရမယ်ဒီမှာပါတယ်သူရဲ့တွင်းသွားတဲ့ဆိုလိုဒိုးကဒါကျွန်တော်ချန်ပီယံလိဒါတွင်းကိုတစ်ချောင်းမှာတော်တော်လေးအလှပဆုံးတွင်းကိုအနေနဲ့တော့မှဝိုင်းမွေးပြောရတဲ့အနေအထားရှိတယ်မီကီဗန်နာဗင်ကတော်တန်ဟော့စပါအသင်းနဲ့မဟုတ်ဘဲနဲ့လက်ရှိမှာဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနဲ့တွေ့ပြီဆိုရင်တော့ယူနိုက်တက်အသင်းကို defensive အဖြစ်ကိုတိုက်စစ်အဖြစ်ကိုအမြဲတမ်းဒုက္ခပေးတဲ့ကစားသမားတစ်ယောက်နေနောက်ပိုင်းပွဲစဉ်တွေမှာတွေ့ရမယ်ဒီနေ့အောင်တင်တွေ့တဲ့အချိန်မှာတော်တန်ဟော့စပါကနောက်ဆုံးခုနှစ်ချိန်တွေ့ထားချိန်မှာခုနှစ်ချိန်မှာ၅ချိန်တည်တည်နိုင်လာခဲ့ပြီးတော့နှစ်ချိန်တည်ရေးဆက်အောင်ဆော့ထားနိုင်ခဲ့တယ်စပါအသင်းကလက်ရှိမှာ Eric Ten Hag ကို Ruben Amorim ကမှာကိုလက်ရှိမှာ Manchester United အသင်းကိုအမြင်နဲ့လေလို့ဒါကျွန်တော်အပါစီရအောင်ဆော့ထားနိုင်ခဲ့တယ်။ဒီကောက်မှာဒါ Ruben Amorim ရဲ့ဒါကျွန်တော်အကောင်းဆုံးလတ်တလဖြတ်သန်းပြီးရတဲ့နောက်မှာ Tottenham Hotspur နဲ့တွေ့တဲ့အချိန်မှာဘလောက်ထိဒါပြောင်းလဲနိုင်မလဲဆိုတော့ကိုတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ကျွန်တော်ရဲ့ပုံကိုရေးရမှာမြင်တယ်။အဲ့ဒါရှိပါဒီနေ့ပွဲစဉ်မှာဒါ tactically ရနေပြော Spurs တင်းနဲ့အခုလက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာခံစစ်ကိုလုံအောင်တအားထိန်းသိမ်းနေတဲ့အသင်းတစ်သင်းနဲ့မြင်လာခဲ့တယ်။အဓိကလက်ရှိမှာ Spurs တင်းနဲ့ဒါကျွန်တော် Romero မရှိတော့ငါဒါကျွန်တော်ခံစစ်ဘက်မှာတော်တော်လေးကိုယွယွင်းမှုတွေဖြစ်ခဲ့ပေမဲ့ဒီနေ့ပွဲစဉ်မှာဒါ Christian Romero Mickey Van Der Ven တို့နှစ်ယောက်ပြန်ပါလာတဲ့ခံစစ်ကြောင်းမှာတော့ ော်တော်လေးကိုအားကိုးအားထားရမယ့်အနေအထားမှာရှိရမယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါနီးပြသောမတ်ဖရန့်က pragmatic approach ကိုဘယ်လိုမျိုးသွားလာမလဲလက်ရှိမှာဒါတစ်ခါခါကြရင်လိပြနေနေတာကျွန်တော်စန္ဒဘတ်၃ယောက်ပုံစံမျိုးထားလိရှိတယ်စန္ဒဘတ်၂ယောက်ကိုမဟုတ်ဘဲနဲ့အဲ့လို၃ယောက်ပုံစံမျိုးထားလိရှိတယ်ဆိုတာမျိုးတွေ့ရတယ်လက်ရှိမှာ Tottenham Hotspur အသင်းကတော့ကျွန်တော် Chelsea နဲ့ပွဲစဉ်မှာဒါ Romero မဝင်လာတဲ့အခြေအနေဒီခံစစ်ပိုင်းကတော်တော်လေးကိုယိုယွင်းခဲ့တာကိုတွေ့ရမယ်ဒီနေ့ပွဲစဉ်မှာတစ်ဖက်ကတော့ကျွန်တော်လက်ရှိ Manchester United အသင်းရဲ့တိုက်စစ်အဓိကအတွဲဖြစ်တဲ့ Brian Aubameyang နဲ့ Matthew Cornar ကိုထိရမယ်အကိစ္စလည်းရှိတယ်အခုတော့ပမာဏ Cornar ကတော့ကျွန်တော် GA မှာ ပါဝင်မှုပတ်သက်မှုအရင်မများပါပဲသူ့ရဲ့တူဝါယုံကတော်တော်လေးကိုကြောက်ဖို့ကောင်းတဲ့အနေထားမှာရှိရလို့ကျွန်တော်ရဲ့ပုံကိုရေးရမှာမြင်တယ်။ Brian Amwemu ကပြောကြတယ်မလို့သူ့နဲ့ GA ပါပါဝင်ပတ်သက်နေပြီးသူကိုယ်တိုင်ကတလတ်တာအကောင်းဆုံးကစားသမားစုကိုရထားတဲ့ကစားသမားပြပြစပါအသင်းကိုသူ့နဲ့ဒုက္ခပေးဖို့အတွက်ကြိုးစားမယ်။စပါအသင်းနဲ့လက်ရှိမှာတော့ Thomas Frank ကလည်းဒါဒီနေ့ပွဲစဉ်မှာ Manchester United အသင်းနဲ့ပတ်သက်လာသူတော်တော်ကြီးကိုဂျွန်နဲ့တဲ့တယ်မှာပါတယ်။ဒါကျွန်တော်ကတော့စပါအသင်းအနေနဲ့ဒါကျွန်တော် United အသင်းကအမြဲတမ်းတိုင်ပတ်ခဲ့တာမဟုတ်ဘဲနဲ့ Thomas Frank အနေနဲ့လည်းဒါ United ကအမြဲတမ်းတိုင်ပတ်ခဲ့တဲ့သဘောမှာရှိတယ်။ဒီတစ်ခါမှာဒါကျွန်တော်နီးပြကတော့အသင်းနဲ့ပေါင်းလိုက်တဲ့ချိန်မှာဒါ United United ကိုသူတို့အနေနဲ့ဘလို့တိုင်ပတ်အောင်ပြန်ပြီးလုပ်နိုင်မယ်တော်လို့စိတ်ဝင်စားဖို့ခေါ့နဲ့ United အသင်းကဒီနောက်ပိုင်းပွဲစဉ်တွေမှာတော့ဂိုးတွေတောက်လျှောက်ပြန်ပေးလာခဲ့ရတွေ့ရပဲတပွဲပြန်မြတာကျွန်တော်အ ਨੇ ဆုံး2ဂိုးတိတိဒါကျွန်တော်2ပွဲဆက်ပြန်ပေးလာခဲ့တာရှိခဲ့တယ်ဒီနောက်ပိုင်းပွဲစဉ်မှာဒါ United အသင်းနဲ့အဝေးကွင်းစွန့်ရင်ကတော့မဆိုးဘူးလို့ပြောလို့ရတယ် Brandmo ကိုရှုံးထားတဲ့ပွဲစဉ်ကလည်းလို့ဒါ Liverpool ကိုဒါကျွန်တော် Liverpool ရဲ့အိမ်ကွင်းမှာအနိုင်ရခဲ့ပြီးတော့ Tottenham Forest ရဲ့အိမ်ကွင်းမှာတရေခက်ခံနိုင်ခဲ့တဲ့ဥစ္စာကိုတော့တွေ့ရမယ်ဒီမှာပါအဲ့တော့ United အသင်းရဲ့ဒီနောက်ပိုင်းအားပါချက်တစ်ခုပြောပါစို့နော် set piece ပဲ Tottenham Hotspur အသင်းရဲ့လက်ရှိဂိုးသမား Vicario က set piece ဖမ်းတာအားနေတဲ့ဒီထား မှာဒါ United ကိုယ်တိုင်ကလည်း set piece ကိုတွင်းတာကောင်းလာတဲ့အနေအထားမှာဒါကတော့ Spartan ဘက်ကတော်တော်လေးကိုဂယူဆိုင်ဖို့လိုတယ်လို့မြင်တယ် United ဘက်ကဒါကျွန်တော်ထော်ထော်မောင်းမောင်းအနေနဲ့ဒူတာကျွန်တော်တို့ Spartan ရဲ့ set piece set piece တွေကိုဒါအနိုင်ရဖို့တော့သူတို့ကြိုးစားမယ်အဓိကကဒါကျွန်တော်စောင့်ကြည့်ရမှာ Casemiro တို့ Harry Maguire တို့ De Ligt တို့အုပ်စုကိုစောင့်ကြည့်ရမယ်အနေအထားမှာရှိပါတယ်အဲ့တော့ United ကလက်ရှိမှာ movement တန်တစ်ခုရ bail up လုပ်နေတယ်နောက်ဆုံးပြန်ပွဲဆို5ပွဲမှာဒါ4ပွဲနိုင်ထားတယ်တပွဲတည်ရကျထားတယ်လုံးဝဒါကျွန်တော်တို့နောက်5ပွဲမှာဒါကျွန်တော်3ပွဲနိုင်ထားတယ်ဒါတပွဲရှုံ့ထားတယ်တပွဲတည်ရကျထားတယ်ပြောကြတာ movement တန်အရဆိုတော့ Tottenham Hotspur အသင်းတန် movement တန်ကပို ပြီးကောင်းတယ်တွေ့ရမှာဒါလက်ရှိမှာဒါကျွန်တော် Ruben Amorim လက်ထက်မှာဒါကျွန်တော်တို့လုံးဝဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲစပါပါဝင်ဒါကျွန်တော်တို့ရှုံးပွဲမရှိစံချိန်တခုတို့အနေနဲ့တင်သွားနိုင်မလားဆိုတဲ့ပွဲစဉ်ကိုကြည့်ရမယ်ဒီနေ့ပွဲစဉ်မှာဒါအရေးကြီးဆုံးက၂ပွဲ၂ရောက်လုံးအတွက်တရေရရင်တော့ဘာအိပ်ပဲမှရှိမဲ့ပွဲစဉ်မရှိပါဘူးဒါကြောင့်တရေရရင်၂သင်းလုံးကိုဒါကျော်ခွာသွားမယ်အောက်ကသင်းတွေကိုအပေါ်ကသင်းတွေကိုအများကြီးရှိတော့ဒီနေ့ပွဲစဉ်မှာ၂သင်းလုံးကတော့အနိုင်၃မှတ်အတွက် UTV ပွဲထုတ်ရမယ်လို့မြင်နေအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်စောင့်ကြည့်ရမှာစပါသင်းရဲ့ကွင်းလေနဲ့ဒါ United ရဲ့ကွင်းလေပိုင်းမယ်ယူနိုက်တက်ကွင်းလေတန်းကတည်းကရှိမှတော့ကျွန်တော် in game မှာတော့ကျွန်တော် Bruno Fernandes က စင်မရိုးပုံစံမျိုးကိုတွေးရမယ်စပါးသင်ကဒီနေ့ပွဲစဉ်မှာကွင်းထဲပိုင်းဘယ်လိုထုတ်လာမလဲဒါကိုပဲဟီဂင်နဲ့ပွဲစဉ်ကလို risk ယူပြီးတော့ဒါ double pivot ဆိုတာတဲ့ single pivot ကိုမှဒါကျွန်တော်တို့ပြန်ပြီးတော့ကာမဲ့ပုံစံမျိုးနဲ့ထွက်လာမလားဒီနေ့ပွဲစဉ်မှာတေချာတကူတော့ပါလီညာကိုဒါနီးပြအနေနဲ့ပွဲထုတ်လာမလို့မြင်တယ်ခန်စင်ပိုင်းကိုအားကိုးအောင်အဲ့တော့ပါလီညာနဲ့ဒါကျွန်တော်ဘက်တန်ကားနဲ့တွဲမယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာစပါးသင်ရဲ့ tight set က auto မြုပ်သွားနိုင်ရတဲ့မှာပါတယ် chelsea နဲ့ပွဲစဉ်ကလားစပါးသင်နောက်ပိုင်းပွဲစဉ်ဒီမှာဒါကျွန်တော်တို့ဘန်တန်ချာကိုဘန်တန်ညာကို ဘန်နဂါနဲ့ပါလင်ညာနှစ်ယောက်အတူတူပွဲထုတ်လာတဲ့ပွဲစဉ်ဒီမှာဆိုရင်တော့အမြင်တိုင်ပတ်နေတာဟိုနောက်ပိုင်းတွေ့ရပါဘောဆိုတော့ကွင်းလေကလေးသွားတာဟိုအဲ့တော့တစ်ဖက်ကကွင်းလေကဒါကျွန်တော်လက်ရှိမှာတော်တန်ဟော့စပါကွင်းလေလေးတာကိုခွင့်ကောင်းယူဖို့အတွက်ကြိုးစားသွားနိုင်မလားဒါမှမဟုတ်စပါတဲ့ဒီနေ့ပွဲစဉ်မှာပက်ပေးစာကိုဒါကျွန်တော်ရှေ့ကကိုဘဟေဂင်နဲ့ပွဲစဉ်ကပုံစံမျိုးပဲဒါ run and touch ပုံစံမျိုးနော်ဒီဘက်ကဘောက်စုဘောက်စ်တွေကိုတောက်လျှောက်တာကျွန်တော်တို့ပွားဖို့အတွက်ပက်ပေးစာကိုသုံးသွားမှာဘတ်ဗဲကဒီနေ့ပွဲစဉ်မှာမပါလာနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်အမြင်ရပြောကြည့်မယ်ဆိုရင်တော့ပါတင်ဖို့ကျွန်တော်ကဘန်ဒန်ကဒါကျွန်တော်တို့ပါလေးရောကျွန်တော်တို့ပက်ပေးစာစီဗာဗီစမောဆိုတဲ့အတွက် ွဲကိုတုံးဖို့အတွက်ကြိုးစားသွားမှာဒီနေ့ပေါ်မှာတော့ကျွန်တော်လက်ရှိမှာဇာဗီဆင်မွန်စ်ကရောဘယ်လိုမျိုးဒါကျွန်တော်ရှေ့ကပွဲစဉ်ကိုပါဟီဂင်ရဲ့ပွဲစဉ်ပုံစံမျိုးခြေတွိုင်းပဲပြန်လှုပ်ဖို့အတွက်ကြိုးစားမှာကိုလိုမူဝါနီကလည်းဒါကျွန်တော်ကိုပါဟီဂင်ရဲ့ပွဲစဉ်မှာခြေစွမ်းပြသနိုင်ခဲ့တာကိုတွေ့ရမယ်ပြင်ဒါကျွန်တော်လက်ရှိမှာအိုဒိုဘက်ကလည်းခြေစွမ်းပြသနိုင်ခဲ့တာကိုတွေ့ရမယ်အဲ့တော့ကိုပါဟီဂင်ရဲ့ပွဲစဉ်ရဲ့ခြေစွမ်းကိုဒီနေ့ပွဲစဉ်မှာယူသွားဖို့လေဒါပေမဲ့လက်ရှိမှာယူနိုက်တက်ကအားတစ်ခုသားတာကစပါအသင်းအနေနဲ့ခုလက်ရှိမှာဒါဂျားထဲမှာပွဲပန်းထားတဲ့အတွက်ကြောင့်ဒါသူတို့တော့အဝေးကွန်းသွားဆောက်ရမှာမဟုတ်တော့အိမ်ဝင်းမှာပွဲပန်းထားတဲ့အတွက်ကြောင့်မို့ယူနိုက်တက်ကဂျားထဲမှာဘာပွဲမှမရှိတော့လုံးဝ fresh and refresh ဖြစ်နေတယ်အဲ့ဒါကြီးကိုစပါအသင်းက ဘယ်လိုမျိုးဒါကျွန်တော်ခံမှုတွေဒါစိတ်ကြည့်ရမယ်အဲ့တော့ဒီနေ့ပွဲစဉ်ကိုနိုင်တဲ့အသင်းက assist နဲ့ကိုတက်မှာ100%တေးကြတယ်အဲ့ဒါကြောင့်လက်ရှိမှာနိုင်တဲ့အသင်းကလည်း assist နဲ့ကိုတက်ဖို့အတွက်ကြိုးစားရမယ်ပွဲစဉ်လို့ပဲမြင်ပါတယ်အဲ့ဒီပွဲစဉ်မှာဘာဒီဘယ်လိုဖြစ်မလဲဆိုတော့ခမယောင်းနဲ့ကျွန်တော်တို့တူမြန်မာစံတော်ချိန်9နာရီတို့မှာကြည့်ရမယ်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်အနေနဲ့မြင်တယ်ဒီတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4U တို့မှာကျေးလို့ဆိုတော့ပေါအောင်ပောင်းကွန်ကြီးလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တို့ပါတယ်ကောင်းမွန်တော့နေလေးနေဖြစ်ပါစေဆုမ ွန်ကောင်းတောင်းပြီးနေပြီကျွန်တော်တို့ဒီနောက်မှာပဲ ACC2 ကြတာပေါ့အားလုံးမကြိုတမရဲမြန်မာလေကလစ်ဖို့မမေ့ကြပါနဲ့ဟိုမြန်မြန်ကလစ်မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တော့ကုန်ပြီပေါ့ဗျအားလုံးပဲကောင်းမွန်တော်နေဖို့တနေ့ဖြစ်ပါတယ်စွန်မွန်ကောင်းတောင်းပြီးပါတယ်ဒီပါဗျ